မိုင်းပရိသတ်ကြီးကိုကျွန်မအခုပြပြချင်တဲ့အကြောင်းအရာကတော့ကမ္ဘာမှာလူသိများပြီးတော့ထင်ရှားခဲ့တဲ့ထိုင်းနိုင်ငံကရှေးအကြဆုံးယဉ်ကျေးဆက်အမွန်ကြီးကိုအကြောင်းပဲဖြစ်ပါတယ်။ဒီအမွန်ကြီးကထိုင်းနိုင်ငံရဲ့ရင်ကျင်းဆက်အမွာကြီးကိုရီထဲမှာ ရှိအကြဆုံးလို့ပြောလို့လည်းရတယ်။ဆိုတော့သူတို့နှစ်ယောက်ကို1817ခုနှစ်ထိုင်းနိုင်ငံရဲ့ရွာငယ်လေးတွေမှာမွေးဖွားခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့နာမည်တွေကတော့ချမ်းနဲ့အိမ်ဆိုပြီးတော့ ဖြစ်ပါတယ်။ဒီမွေးချင်းနှစ်ယောက်ကရင်ညွန့်ယိုးအောင်မှာတ िश ူးတွေဆက်နေတဲ့အတွက်ကြောင့်မို့လို့ဆရာဝန်ကြီးရတော်မှာအံ့အားသင်ခဲ့ရတဲ့ညီကိုနှစ်ယောက်ပဲဖြစ်ပါတယ်။သူတို့ဟာတမိုင်းမတန်းနေရကပပထမဆုံးယဉ်ကျင်းဆက်အမွာဖြစ်ခဲ့တယ်လို့မျိုးထိုင်းနိုင်ငံရဲ့ထိုင်းလူမျိုးအမွာဆိုပြီးတော့အမေရိကန်မှာဒါမှကကပတလွားမှာပါလူတီများပြီးတော့ထင်ရှားပါတယ် 1824ခုနှစ်မှာ Robert Hunter လို့ခေါ်တဲ့စီးပွားရေးသမားတအိုးကသူတို့နှစ်ယောက်ကိုအတုံးချပြီးတော့ပတ်စံရနိုင်ခြင်းရှိရဲဆိုတာကိုရှာဖွေတွေ့ရှိသွားပါတယ်။အဲအဲ့ဒီနောက်ထိုင်းနိုင်ငံကနေပြီးတော့သူတို့နှစ်ယောက်ကိုခေါ်ပြီးတော့ထွက်သွားဖို့အတွက်9နှစ်လောက်အချိန်ယူပြီးတဲ့အခါမှာ1829ခုနှစ်မှာသူတို့အသက်18နှစ်အရောက်မှာတော့အမေရိကကိုသူတို့ရောက်ရှိခဲ့ပါတယ်။ကောလာဟာလာရီကတော့သူတို့နှစ်ယောက်ကိုသူတို့အမေကိုယ်တိုင်ရောင်းစားခဲ့ရလို့လည်းပြောကြပါတယ်။သူတို့ နှစ်ယောက်ကအမေရိကအင်္ဂလန်အစ္စရေးတခြားလှန့်လည်သွားလာပြီးတော့ဖျော်ဖြေမှုတွေလုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အင်္ဂလိပ်စာကိုသင်ယူနိုင်ခဲ့ပြီးတဲ့အခါမှာဒီဟန်တာနဲ့စာချုပ်ကနေပြီးတော့ထွက်ပြီးတော့သူတို့ကိုယ်ပိုင်ဝန်ထမ်းတွေငှားရမ်းပြီးတော့ပြည်သက်တီကိုဆက်လက်ပြီးတော့ဖျော်ဖြေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ဒီညီကိုနှစ်ယောက်က North Carolina မှာအခြေချနေထိုင်ခဲ့ပြီးတော့ American နိုင်ငံသားတွေဖြစ်နေထိုင်ခွင့်ရခဲ့ပါတယ်။သူတို့ညီကိုနှစ်ဦးကကိုစီအိမ်တော်ဘတ်တီနဲ့အိမ်တော်ပြုခဲ့ကြပြီးတော့သာသမီ21ယောက်ထွန်းလာခဲ့ပါတယ်။ချမ်းမှာတော့10ယောက်ရခဲ့ပြီးတော့အိမ်မှာတော့17ယောက်ရခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ကပ္ပကလေးအများဆုံးရရှိခဲ့တဲ့ရင်ချင်းဆက်အမွာလို့မှတ်တမ်းတင်ချင်းခံခဲ့ရပါတယ်။သူတို့ရဲ့အမျိုးသမီးတွေကတီးခြားအိမ်နဲ့အိမ်ခွဲနေခဲ့ကြပြီးတော့ ဒီညီကိုနှစ်ယောက်ကတော့တရက်ကိုအဲတပတ်ကို၃ရက်စီသူတို့တအိမ်စီမှာအလှည့်ကြပြီးတော့နေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကသိပ္ပံပညာအတွက်အဖိုးတန်လေးလာမှုတစ်ခုဖြစ်ခဲ့ပါတယ်။ တယောက်ကဘီယာတောက်တယ်ဆိုလို့ရှိရင်တခြားတယောက်ကမိုးမလာခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ရဲ့အသည်းနှစ်ခုကတီးခြားစီဖြစ်နေလို့ပဲဖြစ်ပါတယ်။1884ခုနှစ်မှာချန်းကအဆုတ်ရောဂါနဲ့ဆုံးမသွားခဲ့ပြီးတော့၃နာရီအကြာမှာပဲအိမ်ကလည်းနှလုံးရပ်ပြီးတော့ကွယ်လွန်ခဲ့ပါတယ်။သူတို့ရဲ့အသည်းတွေကို ဖီလာဒယ်ဖီးယားပြတိုင်းမှာယနေ့ထက်တိုင်းပြသထားပါတယ်။ချန်းနဲ့အိမ်က ဆိုင်ယာမီ twins လို့ခေါ်တဲ့ဝေါ်ဟာရကိုမွေးဖွားပေးခဲ့သူနှစ်ယောက်ပဲဖြစ်ပါတယ်။သူတို့ရဲ့ဇလန်းကလူသားတွေရဲ့ဇွန်းနှစ်ပင်းနဲ့ချစ်ချင်းမြတ်တာကိုတတ်သိပြနေတဲ့ဇလန်းတစ်ပုဒ်လည်းဖြစ်ပါတယ်။အခုချိန်အထိထိုင်းနိုင်ငံမှာရှေးအကျဆုံးယဉ်ကျေးဆက်အမွားနှစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ဆိုတော့ဒါကျမရဲ့ပရိသတ်တွေကိုထိုင်းနိုင်ငံမှာရှိရပေါ့နော်။ရှေးအကျဆုံးယဉ်ကျေးဆက်အမွားအကြောင်းကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။အားလုံးကျေးဇူးများရည်တင်ပါတယ်။